စင်ကာပူနိုင်ငံက COVID-19 အလောင်းကိုကမ္ဘာပေါ်မှာပထမဆုံးခွဲစိတ်ဖူးတဲ့နိုင်ငံဖြစ်တဲ့ဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ NTD Tombe ဆိုတဲ့ Facebook အကောင့်ကနေအောက်တိုဘာ14ရက်နေ့မှာ စင်ကာပူနိုင်ငံကကိုဗစ် -19 ကြောင့်တေဆုံးသူအလောင်းကိုခွဲစိတ်စစ်ဆေးတဲ့ပထမဆုံးနိုင်ငံဖြစ်လာတဲ့အကြောင်းကိုဗစ်ကဗိုင်းရပ်မဟုတ်ပဲဘက်တီးရီးယားသာဖြစ်ကြောင်းဒါကိုတရုတ်နိုင်ငံကတည်ထားပြီးသားပေမဲ့ထုတ်မပြန်တဲ့အကြောင်းစသဖြင့်တရုတ်မုံတီးစကလုံးတွေပါထည့်သွင်းဖြန့်ဝေထားတာပါဒီပို့စာဖြန့်ဝေမှု၈000နီးပါးရှိနေပြီးအခြားအကောင့်တွေကလည်းကူးယူဖြန့်ဝေရာတွေကိုလည်းတွေ့ရပါတယ်ဒီအကြောင်းရတဲ့ပတ်သက်ပြီးမြစီမာကချက်လက်စစ်ဆေးခဲ့ပါတယ်စင်ကာပူနိုင်ငံရဲ့တရားဝင်ကျန်းမာရေးဝန်ကြီးဌာန website မှာရှာဖွေရမှာတော့ပြီးခဲ့တဲ့ဇွန်လကအခုပြန့်နေတဲ့အကြောင်းရတဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်ဒီထုတ်ပြန်ချက်ထဲမှာ တရင်မှားနှစ်ပုဒ်ကိုပြန်လည်ဖြည့်ရှင်းထားပြီးကာကွယ်ဆေးထိုးဆေးထိုးတဲ့အကြောင်းတရင်မှားတဲ့အတူကိုဗစ်ရောဂါနဲ့သေဆုံးသူအလောင်းကိုခွဲစစ်ဆစ်ဆေးမှုမပြုလုပ်ခဲ့ကြောင်းနဲ့ကိုဗစ် -19 ကဘက်တီးရီးယားကြောင့်ဆိုတာလည်းမှားယွင်းနေကြောင်းဖော်ပြထားတာပါဒီတရင်ဟာအခုမှပြန့်နှံ့တာမဟုတ်ဘဲ2021ခုနှစ်ကလေးကပြန့်နှံ့ခဲ့တာလို့လည်းဖော်ပြထားပါတယ်စင်ကာပူရဲ့ကျန်းမာရေးဝန်ကြီးဌာန Facebook စာမျက်နှာမှာလည်းဒီအကြောင်းကို2021ခုနှစ်ကလေးကဖော်ပြထားတာတွေ့ရပါတယ်ပြန့်နှံ့နေတဲ့ပိုးစီအမှတ်ချက်တွေမှာလည်းတရင်မှဖြစ်တဲ့ကြောင်းရေးသားသူတွေကအများပြားရှိနေပါတယ် စင်ကာပူနိုင်ငံကကျန်းမာရေးဝန်ကြီးဌာနရဲ့ Facebook page နဲ့ website တွေမှာလည်း COVID-19 နဲ့ပတ်သက်လို့လက်တလော့အရေးတကြီးထုတ်ပြန်ချက်တွေထုတ်ပြန်တာမတွေ့ရပါဘူး။ဒါကြောင့်စင်ကာပူနိုင်ငံက COVID-19 အလောင်းကိုကမ္ဘာပေါ်မှာပထမဆုံးခွဲစိတ်ဘူးတဲ့နိုင်ငံဖြစ်တဲ့ဆိုတဲ့သတင်းဟာအရင်ကတည်းကပြန့်နှံ့ခဲ့တဲ့သတင်းတူကိုအခုချိန်ထိလူများအထင်လွဲအောင်နဲ့တရုတ်မုန်တီးစကလုံးတွေပါထည့်သွင်းပြန့်ဝေထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစီခြင်းတဲ့တဲ့နေရှိခင်မြစည်းမကိုပေးပို့လို့ရပါတယ်။ ပေးဖို့မယ်ဆိုရင် t.ly/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တဲ့ရင်အကြောင်းအရာကို link နဲ့တကွပေးဖို့ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်။လွန်ကောင်းမီဒီယာရဲ့ဆက်လက်ရည်မှန်းဖို့ပရိသတ်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ member ဝင်ပေးခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။